မင်္ဂလာပါဒီနေ့စူပါသန်းနေရဲ့အကောင်းဆုံးပွဲတော်ပွဲဖြစ်တဲ့လီဗာပူးနဲ့မန်ယူပွဲစဉ်ကြောင့်သုံးသပ်ပေးခြင်းပါတယ်ဒီပွဲစဉ်မှာကျွန်တော်ကလီဗာပူးကိုရွေးมาဖြစ်ပါတယ်မန်ယူအင်ဂျင်ဝစ်ပြီးတော့လီဗာပူးကိုရွေးရတာတော့စိတ်တော့မကောင်းဘူးဒါပေမဲ့ကျွန်တော်ဒီပွဲစဉ်မှာလီဗာပူးနိုင်ဝဲရမယ့်ပွဲတော်ပွဲလို့ကျွန်တော်တို့ယူဆပါတယ်ဘာကြောင့်လဲဆိုတော့ခုလက်ရှိလီဗာပူးကမန်ယူကိုတလုံးသေးသေးကြောဖွင့်လှစ်ပေးထားပြီးတော့၃လုံး90ရှုံးဆိုပြီးဘောလုံးသေးဖွင့်လှစ်ပေးထားပါတယ်လီဗာပူးကမန်ယူအင်ဂျင်မှာနိုင်တာ200ဆီဆက်ရှိသွားပါပြီ အဲ့နှစ်ရာသီမှာတော့ကလီဗာပူးကမန်ယူကိုတလုံးအရှုံးဝင်းကျင်ခွင့်ပေးခဲ့ပါတယ်အဲ့နှစ်ရာသီကဈေးတွေနဲ့ရှင်ရင်ခုလက်ရှိတလုံးတီ1ပေါင်း30ဆိုတဲ့ဈေးတန်းတက်ကတော်တော်လေးပြော့နေပါတယ်ဒါပေမဲ့လည်းဒီဈေးတန်းကလီဗာပူးနိုင်ဖို့လုံလုံးတဲ့ဈေးတန်းတက်လို့ကျွန်တော်ကတော့မြင်မိပါတယ်ဘာကြောင့်လဲဆိုတော့ရာသီအစဖွင့်ပွဲစဉ်မှာတော့ကမန်ယူကိုအာဆင်နယ်ကဝင်းကွန်းမှာ level အရှုံးခွင့်နေပေးခဲ့ပြီးတော့နိုင်ဝဲရခဲ့ပါတယ်အာဆင်နယ်ကဝင်းကွန်းမှာ level အရှုံးခွင့်ပေးတယ်ဆိုရင်အင်ကွန်းမှာတလုံးတီဝင်းကျင်ခွင့်ပေးရပါပါ ဒါကြောင့်အာစင်နယ်ကမန်ယူတလုံးသေးအင်ကွင်းမှာတလုံးသေးဖြွင့်ပေးမယ်ဆိုရင်လေလီဗာပူးကခုဒီပွဲစဉ်မှာတလုံးသေးဖြွင့်ပေးတာကျွန်တော်တို့ဒီဈေးတန်းကတင့်တော်တဲ့ဈေးတန်းတရလို့ကျွန်တော်ပြောလို့ရပါတယ်။ဒါပြင်လီဗာပူးကဝေကွေး၃ဝက်ဆက်ရှုံးဝက်တွေ့ထားတာကြောင့်ဒီလိုဝေကွေး၃ဝက်ဆက်ရှုံးဝက်တွေ့ထားတဲ့အသင်းခြေစမ်းကြွခြေစမ်းအကြပိုင်းရောက်နေတဲ့အသင်းတသင်းနေနဲ့မန်ယူလိုအသင်းကိုအင်ကွင်းမှာတလုံးရှုံးရတဲ့အသေးပဲကြမယ်ဆိုရင်ခုလက်ရှိဈေးတန်းတရကလည်းလီဗာပူးနိုင်ဖို့လုံလောက်တဲ့ဈေးတန်းလို့ကျွန်တော်ကတော့မြင်မိပါတယ်။ ီထိုးသားရခိုင်နှုန်းကိုကြည့်မယ်ဆိုရင်လည်းခုလက်ရှိလီဗာပူးက52ရခိုင်နှုန်းရှိပါမိုင်းမ49ရခိုင်နှုန်းရှိနေပါတယ်ထိုးသားရခိုင်နှုန်းကလည်းမျှနေပါတယ်အဲတော့ဒီဘွဲစဉ်မှာကျွန်တော်လီဗာပူးဘော်ဒီကိုကျွန်တော်အကြိုက်တွေ့နေရပါဒါပြင်ဒီဘွဲစဉ်မှာမန်ချက်စတာယူနိုက်တက်တိုက်စစ်အနေနဲ့ဝေးခွေးမှာလီဗာပူးခံစစ်ကိုထိုးပေါက်လို့ထိုးပေါက်ဖို့လည်းမလွယ်ကူနိုင်ဘူးလို့ကျွန်တော်မြင်မိပါတယ်အဲ့တော့ဒီဘွဲစဉ်မှာမိုင်းဂိုးရဖို့ခက်အောင်မဲ့ပွဲတစ်ပွဲလို့လည်းကျွန်တော်မြင်မိတာကြောင့်လီဗာပူးတစ်ဖက်လည်း ဂိုးသင်းမဲ့ပွဲဖြစ်ပြီးတော့လီဗာပူးတစ်ဖက်တည်းလည်းသုံးဂိုးထက်မကျော်နိုင်တာကြောင့်ဒီဝဲစင်မှာသွင်းဂိုးတွေလည်းနည်းဦးမယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။အဲကြောင့်ဒီဝဲစင်မှာကျွန်တော်လီဗာပူးဘော်ဒီလီဗာပူးဂိုးအောင်ဆိုပြီးတော့နှစ်ကြောင်းကျွန်တော်ရွေးချယ်ပေးခဲ့ခြင်းပါတယ်။ဒီနေ့တကယ်ညအတွက်ကျွန်တော်ရဲ့ member boy တွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့အကူအညီတွေကတော့ဒီညမှာကျွန်တော်ကစစ်ဖြစ်သော member boy တွေကြီးပဲသုံးပွဲကျွန်တော်ရွေးချယ်ပေးထားပါတယ်။ကျွန်တော်ရဲ့စစ်ဖြစ်သော member boy တွေတော့ကျွန်တော်နေတိုင်းမထွက်ပါဘူး။အဲကြောင့်ဒီနေ့မှာတော့ကျွန်တော်သုံးပွဲတွေရွေးချယ်ပေးထားပါတယ်။ ။အဲကြောင့်ကျွန်တော်ရဲ့ member body ကိုစိတ်ဝင်စားလို့ဝေယူခြင်းနဲ့အကူတို့ကတော့ဒီနေ့တရက်စာအုပ်9000ကျင်းနဲ့ကျွန်တော်ရဲ့ Viber phone number ဖြစ်တဲ့39969889339ရောဆက်သွယ်ပြီးတော့လာရောက်ဝေယူလို့ရပါပြီ။ကျွန်တော်ရဲ့ Viber phone number ကိုလည်းကျွန်တော်ရဲ့ TikTok ဘိုင်အိုလင့်မှာတင်ပေးထားပါတယ်။ချိုးသာသောဇေနုံသားနဲ့အမှန်ငယ်ဆုံးရွေးချယ်မှုတွေကိုကိုတို့ရရှိမှာဖြစ်ပါတယ်။အဲဒါမှကျွန်တော်ကဆေးဖြည့်သူနှစ်ဆပွဲစဉ်တွေပဲကျွန်တော်ရွေးချယ်ပေးထားတာကြောင့်အကိုတို့နဲ့လုံးဝတေချာပေါက်အပေါင်းထွက်စေရပြီလို့ကျွန်တော်အားမခံပါနဲ့။ ။အဲကြောင့်စိတ်ဝင်စားလို့ကျွန်တော်ရဲ့ member ဘွဲတွေကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber phone number ဖြစ်တဲ့39 69 888 9309ကိုဆက်သက်ပြီးတော့လာရောက်ဝယ်လို့ရပါပြီဗျာ။အားလုံးပဲအဆင်ပြေအောင်မြင်မှုရရှိကြပါစေ။ကျွန်တော်ကတော့ Sampi Soccer ပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။